ရှီမင်းနိုင်ငံရဲ့အစိပ်ပိုင်းတွေကိုအမေရိကန်တိုက်ခိုက်မှု၁၀ထက်မနည်းရှိခဲ့ကြောင်းဟူဒီတပုံနေပြုံမြို့တော်ဇာနာနဲ့ဟိုတိုင်းတဲမြို့အပါဝင်ရှီမင်းနိုင်ငံရှိနေမြေအစိပ်ပိုင်းတွေကိုပြစ်မှတ်ထားတဲ့အမေရိကန်တိုက်ခိုက်မှု၁၀ထက်မနည်းရှိကြောင်းဟူဒီတပုံတွေရဲ့မီဒီယာတွေကမလ19ရက်အစောပိုင်းမှာသတင်းဖော်ပြခဲ့ပါတယ်။ယူရန်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ဟူဒီတပုံတွေဟာသူတို့ထိန်းချုပ်ထားတဲ့ရှီမင်းနိုင်ငံရှိနေမြေတွေမှာ အမေရိကန်ကအင်အားအလုံးကြီးနဲ့တိုက်ခိုက်ခံနေရကြောင်းအထက်ပါအတိုင်းသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဂါဇာကမ်းမြောင်ဒေသရှိပါလက်စတိုင်းတွေကိုထောက်ခံပြီးကိုကြီးပဘုံနိုင်ဖို့အတွက်ပင်လယ်နေတဲ့ဖြတ်တန်းခုံမောင်းနေတဲ့နိုင်ငံတကာသင်္ဘောတွေကိုမိမိတို့တိုက်ခိုက်မှုတွေပြန်လည်စတင်ခဲ့ကြောင်းအရင်သတင်းပတ်ကပဲဟူတီသဘောအဖွဲ့ကအကြေညာခဲ့ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်